ခမရှိတဲ့စရင်များထုတ်ဖို့ကတဘာကုန်ကျဲတွေလိမ်စားဖို့ရွယ်တွေ့ကျစွန်းနဲ့မဲတွေအလေး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 ခါအပြတ်ပြက်နှာခေါင်းတွေထွက်လာ အပိတ်တပိတ်တို့မှောက်စရာနေတွေ့ပြောင်းနေလဲပခုံးတစ်စိတ်တစ်ခုတည်းမှာ ဘယ်လိုမူဝါဒသတိမတန်တဲ့စပွဲဟာတွေးကြွစုံနေမယ်ရအလိမ့်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 ခါအပြက်ပြက်နှကောင်းတွေထွက်လာတပိတ်တပိတ်တို့မှောက်စရာရေးလေးလေးခေါ်ခွာတဲ့ဒီပေးတဲ့ဂရီစာချုပ်မိုက် ုံပန်းယုံနာမလဲရနေနေရီလဲလဲခေါ်ခွာတယ်ကြီးပြောတယ်ရွေးကောက်ပွဲမှာဤတသေးရောစုံပန်းယုံနာမလဲရနေနေသွေးကျွေးစုံနဲ့မဲတွေအလေး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 ခါအပြက်ပြက်နှာခေါင်းတွေထွက်လာတပိတ်တပိတ်တို့မှောက်เสียရ ်ချော်ရဲမိုင်လူမျိုးစုံပိုင်းတလေငတိုင်းချောင်းကောင်းချော်ရဲမိုင်လူမျိုးစုံပိုင်းတလေဝေစားတဲ့စုံအောင်မှာငါတို့တွေညမခံနိုင်ပဲဝေစားတဲ့စုံအောင်မှာငါတို့တွေညမခံနိုင်ပဲတကောဝါရဘောစနစ်တွေပြီးလာစို့လေတကောဝါရဘောစနစ်တွေပြီးလာစို့လေအကိုကွယ်မှုစုံနဲ့မြေတွဲလမ်းမြဲစေအကိုကွယ်မှုစုံနဲ့မြေတွဲလမ်းမြဲစေ ော်သွေးသွေးစွန်းနဲ့မဲတွေအလေး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 ခါအပြက်ပြက်နှာခေါင်းတွေထွက်လာအပိတ်တပိတ်တို့မောက်စရာဝန်ထမ်းတွေလက်စားတယ်တဲ့ဝန်ထမ်းတွေလက်စားပဲလက်စားမှာဗောတဲ့လက်စားမှာလောက်တော့မပြီးတာတဲ့လက်စားနှုံတာမလဲပါဘူးလို့လက်စားနှုံတာအခုကျွန်တော်တခြားနိုင်ငံတွေဗောပြပနိုင်ငံမှာရှိတယ်တပ်ပရောပဲဖြစ်ဖြစ်ဒီနိုင်ငံရဲ့တဲ့ဝန်ထမ်းတွေကိုလိုက်ကြည့်လိုက်ပေါင်ကန်တန်းပေါင်ကန်တန်းပဲရတာပါအားလို့ဒေါ်လာဆိုတဲ့ပေါင်ကန်တန်း တ်တူပါတို့ယွမ်းတို့တောင်းကနဲပဲညာကျွန်တော်တို့နိုင်ငံမှာအခြေခံတော့ပဲ3800လောက်ရနေပါတယ်သိန်းကျော်ရဲ့လို့ဆောင်းလုံးမရှိတဲ့မင်းတို့မဲပေမှာမင်းတို့မဲပေမဲ့ကောင်တွေအခုလို့ဆောင်းလုံးတော့မရှိတဲ့ကောင်တွေကနိုင်ငံတော်တောက်ချုပ်ပြီးတော့နိုင်ငံတော်ကြီးကိုညှိထိုးမောက်ကောင်ဖြစ်မှလုံးမကောင်တွေဆိုတာတွေ့ပြီမလားဖတ်တူပေးဖို့မဖြစ်နိုင်ပါဘူးအင်းဖတ်တူပေးလို့မဖြစ်နိုင်ပါဘူးအဲ့ဖတ်တူမပေးရင်ရောဝန်ထမ်းတွေကမလောက်တော့ဘူးအများနိုင်ငံတွေမှာ ထောင်ကနေတောင်ကနေပဲရတဲ့နိုင်ငံဝန်ထမ်းတွေအစီပြေတယ်လောင်းကပဲသတို့နိုင်ငံမှာပြောဒါပါဖြစ်နေတာနိုင်ငံရေးအဖြေရှာကြည့်တဲ့အချိန်မှာကျွန်တော်တို့ရဲ့မြမကြက်ဝင်ဝီကြီးထောက်ပေါ်လာမျိုးတွေအားလုံးပဲတဘာဝဘေးနဲ့မေးပြီးတယ်မှာအများဆုံးကင်းဝေးကြပါသည်လို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုဂျီရိုဗော်လူရှင်ဝင် channel ကြီးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုတွေရရှိမှုသွားပေးကြပါတော့ယနေ့အော်တိုဘာလ29ရက်နေ့ဘုဒ္ဓနေ့ရဲ့ညပိုင်းတင်အောင်ဆွေးနွေးရှိသတင်းချို့ကိုအချင်းချင်းဖော်ပြပြီးတော့ဖြစ်တဲ့ဒေါ်လာမျိုးတွေအားလုံးပဲနင်းကောင်းနေဖြစ်တဲ့ဒေါ်လာမျိုးတွေအားလုံးလည်း ဆုံးနေရှိဖို့ဒီနိုင်မှာထပ်မံတောင်းဆိုလိုက်ပါတယ်ဘရောင်းသွင်းရင်းပုံနဲ့ကတော့ရေဦးတော်လိုင်းကြီးကိုမျက်ကွယ်ပြုပြီးစစ်တပ်ဘက်လိုက်တဲ့အမှုပညာရှင်များနဲ့ထိုင်းရောက်မြန်မာဆယ်လီများကိုဘိတ်မောက်၍တုံ့ဆော်မှုတွေလုပ်ရှိမှာ အောင်မြင်မှုအကြီးကျယ်ရရှိနေကြောင်းသိရှိရပါတယ်ဒါကတော့ထိုင်းနိုင်ငံမှာထားသလိုရောဒန်ဆိုတဲ့ရုပ်ရှင်စကားကိုယုံတင်ပြသရန်လုံဆောင်နေမှုအတွက်ထိုင်းရောက်မြန်မာများကြားမှာအစိုးရရုပ်ရှင်စကားနဲ့အတူစကားမှာပါဝင်တဲ့သရုပ်ဆောင်များစကားကိုပရိုမိုးရှင်းပြုလုပ်နေတဲ့ထိုင်းဆယ်လီများနဲ့ တိုင်များကိုဘိုင်းကုတ်လှုပ်ဆောင်မှုအောင်မြင်မှုရရှိကြောင်းထမ်းရောက်မြန်မာရေးလှုပ်ရှားသူတွေတရင်မြင်ကြရရှိတာဖြစ်ပါတယ်။သလုံးမှာပြောရင်ရုပ်ရှင်စကားကို promotion လှုပ်ဆောင်ခဲ့တဲ့စတော့ဆိုင်လေး၊ high salary လေး၊ online မှာပြန်လဲတောင်းပန်မှုများလှုပ်ဆောင်ကနေရာယူ၍ပြန်လဲကျိုးပန်းနေမှုများရှိနေကြောင်းလည်းသိရှိရပါတယ်။တိုင်းနိုင်ငံရောက်မြန်မာလူသမားများရဲ့တသမီများရဲ့ပညာရေးအတွက်ကူညီပေးနေတဲ့ CDN ပညာရေးဝန်ထမ်းတအုပ်ကလည်းနှီးစရာမြန်မာတိုင်းဝန်မှာ စပေါ်မှာလူပညာရှင်များကိုအာမပေးရုပ်ရှောက်မြောင်ကျေပြင်းပြန်ဖြစ်ထွန်းစေရေးတူပန်နေရမြင်ရတယ်ဒါဟာမောင်နိုင်ငံကဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ထိုင်းအောင်မြန်မာတွေကဘလောက်ထိကဘာကြီးပုံမှာမောင်နိုင်ငံရဲ့ဖြစ်စဉ်ကိုစိတ်ဝင်စားပြီးသုတ်ဆောင်နေကြတယ်ဆိုတာကိုတွေ့မြင်မှာဖြစ်ပါတယ်ရရှိတဲ့ငွေကြီးပမာဏဒါစာပမာဏနေပိုင်မယ်လေဟိုတက်နေတဲ့စွမ်းနဲ့ဘက်ကနေပြီးတော့သုတ်ဆောင်နေရထိုင်းအောင်မြန်မာတွေကတကယ်လို့မှာပဲပြည်ကျူစရာကောင်းတဲ့ဒီတော်လိုင်းကြီးကာလာရဲ့အတူတူဖြစ်တဲ့ဆိုတာကိုလည်းဒီနေရာမှာအတိအမှတ်ပြုတ်လိုက်ပါတယ်နောက်ထပ်သတင်းပို့အနေနဲ့ကတော့ ရုတ်ရဲကြောင်းဝင်ညှိနှိုင်းမှုနဲ့မိုးကုတ်နဲ့မိုးမိတ်တီစတဲ့မြို့တွေကိုပြန်လေတင်မြကဆုတ်ခွာရန်သဘောတူညီပြီးစစ်တပ်နဲ့အပြစ်ခံရပြီးမိတို့ရဲ့နေရာကိုပြန်တော့မယ်ဆိုတဲ့သဘောတရားလဲပြနေရပါတယ်။ဒါဟာတရန်လေရသိမ်းမိုက်ထားတဲ့မိုးကုတ်နဲ့မိုးမဲ့မြို့များကိုဆုတ်ခွာရန်သဘောတူညီလိုက်ပြီးတော့စစ်တပ်ရဲ့အပြစ်ခံရဆက်သဘောတူညီလက်မှတ်ရေးထိုးတဲ့အကြောင်းယနေ့တရန်လေသတင်းထုတ်ပြန်မှုမှာလည်းတွေ့ရှိရပါတယ်။ဥစလေဖွဲ့နဲ့ဒုတိယဗိုလ်ချုပ်ကြီးဦးကိုဦးဦးဆောင်တဲ့ NSPNC ဆိုတဲ့စစ်ခွေးဘက်ကဥစလေဖွဲ့တွေဟာတရုတ်နိုင်ငံထူးကိုစလေ Mr. တိတ်ရှိကျင်းရဲ့ဂျောင်းဝင်ညီနိုင်မှုနဲ့ကိုကြိမ်မြောက်တွေ့ဆုံဆွေးနွေးမှုမှာတရုတ်နိုင်ငံကုဘင်းမြို့မှာ2025ခုနှစ်အော်တိုဘားလ28ရက်နေ့မှာပြုလုပ်ခဲ့တဲ့နေထားမှာလက်မှတ်ရေးထိုးခဲ့ကြောင်းသိရှိရပါတယ်။တရုတ်နိုင်ငံကိုယ်စားလှယ်ကြီးရဲ့ဂျောင်းဝင်ဆွေးနွေးညီနိုင်မှုကြောင့်တစ်ဖက်အပြန်အလှန်ဆွေးနွေးညီနိုင်မှုတွေပြုလုပ်နေပြီးသဘောတူညီထားတဲ့ကာလာတွင်းမိုးကုန်းနဲ့မိုးမိတ်မြို့နယ်တွေမှာအရင်နဲ့တမျှပြန်လည်ဆုတ်ကုန်ပြီးကြောင်းနဲ့သိရှိရပါတယ်။အတူညာနေကိုစစ်စင်ရင်တွင်အရင်လျာမိုးကုတ်ဒီဘောကြောင်မဲနောင်ချိုးမိုင်းလုံးမိုင်းငော့ မိုးမိတ်နန့်ဆန်မန်တုံဟုတ်ခိုင်နန်းခံအမတူမျိုးများကိုတိမ်မရရှိထားပြီးတက်တကာကြောင်မဲနောင်ချိုတီဘော့တို့ကိုပြန်နဲ့တိုက်ခိုက်တိမ်ပိုက်ခဲ့တာလည်းဖြစ်ပါတယ်။ဒါပြင်ပြန်လျာမိုးကုန်းနဲ့မိုးမိတ်မျိုးများကိုပါထပ်မံဆွန့်လန့်ပြီးဖြစ်သောကြောင့်မိုင်းလုံးမိုင်းငော့နန့်ဆန်မန်တုံဟုတ်ခိုင်နန်းခံနဲ့အမတူမျိုးများတော့ပြန်လျာလက်ချီမှာပြန်ရှိနေအောင်မယ်ဆိုတဲ့အနေထားနဲ့ဖြစ်ရှိရပြီးတော့ဒါတွေကိုလည်းစစ်ခွေးတွေအနေနဲ့အများကြီးအောင်ပြန်နဲ့တိုက်ယူမယ်အနေထားနဲ့တွေ့နေရပါတယ်။ နောက်တဲ့သတင်းပုံအနေနဲ့ကတော့အဘရဲ့အကုနဲ့ဖင်ရနေတဲ့အေးသင်ကိုတကောင်ဖြစ်ပါတယ်ဒါကတော့လက်ရှိချိန်မှာငလင်တန်ပေးတဲ့အချိန်မှာပေါ်ပေါ်ထွက်လာတဲ့စေတနာရှင်တို့လိုယူနာရှင်တို့လိုလှူဒန်းမှုတွေပြုလုပ်နေတဲ့သူတွေဖြစ်ပါတယ်အလုံးစီတိုင်းပဲကျမနဲ့အဘဦးသက်ပုံကတခါမှယင်းနီကြောင့်မရှိခဲ့ဘူးဆိုပြီးပြောထားပြီးတော့မန္တလေးငလင်ကြီးကြောင့်အနေရရှိတဲ့ပြုလူစဲစဲသခိုင်းမျိုးပတ်ဝန်းကျင်ဒုနေအိမ်မြတ်နဲ့သခိုင်းတောင်ယူမှရှိတဲ့သာသနာနိကတော့အုံတွေကိုကျမတို့အခမဲ့ဖြူဖြဲရေးလုပ်ငန်းစဉ်တွေကိုလုပ်ပေးနေတဲ့အချိန်မှာအေးမှဒုတိယဘိုလ်ချုပ်ကြီး တပ်ပုံကတော့ကိုယ်တိုင်ဆင်းလာပြီးဘာတွေလိုပါတလဲလိုလာအောင်မေးမြန်းခဲ့စဉ်ကကျမတို့အင်အားနဲ့ဖြိုနိုင်တဲ့နီအောင်စစ်ရှိတဲ့အဆောက်အဦတွေကိုတင်ပြတော့နီအောင်ဆင့်အဆောက်အဦတွေအားလုံးကိုချက်ချင်းဖြိုဖျက်ဖို့အတွက်လမ်းညွှန်ရေးပေးပြီးပြည်သူတန်ကိုနားထောင်ခဲ့တာလို့လည်းဆိုပါပါတယ်။ဒါကြောင့်အပဦးတပ်ပုံကြီးကိုပြတ်ဖို့ပါတီကဝင်ရောက်ရှင်းပြိုင်နိုင်တဲ့ပတ်သက်ပြီးတော့ဝိုင်းဝန်းမဲပေးကြဖို့လဲတုံ့ဆော်ထားတဲ့အေဒင်ကိုကတော့ပြောပါတယ်။သူကတော့နိုင်ငံရေးလို့တော့မဟုတ်ပါဘူး။ခဏလေးပဲဝင်ရောက်ပြီးပြောပြရပါဆိုပြောနေရနေရပါတယ်။ဒါကြောင့်ဒီလိုကောင်းမတွေ ဒီလိုကောင်းနေတဲ့ပူပေါင်းပြီးတော့စစ်ခွေးနဲ့ပူပေါင်းပြီးစစ်ခွေးစိတိုက်ကိုသိရသားနဲ့သမသက်ကိုကိုလုံနေတာဆိုတော့အားလုံးပြည်သူတွေလည်းလုံးမပုတ်ခွေးမျိုးလိုအပ်ပါတယ်။နောက်တဲ့သင်းပုံအနေနဲ့ကတော့အာနာသိန်းစစ်ကောင်စီနဲ့တောင်မျိုးသားလွတ်မြောက်ရေးတမတော်တီအန်လီတို့အဖြစ်ရဆဲပြီးအန်ဒရီတိုင်းမိုးကုံနဲ့ရှမ်းမြောင်မိုးမိတ်မျိုးတွေမှာတီအန်လီတက်တွေစုတ်ခွာဖို့သဘောတူညီခဲ့မိမိတဲ့မျိုးသားညူရေးအစိုးရအန်ယူဂျီကာကွယ်ရေးဝန်ကြီးဌာနစီယုံချုပ်ရဲ့အမိန်ပေးကိုကဲမှုကောင်မှရှိတဲ့ပြည်သူ့ကာကွယ်ရေးတမတော်မန္တလေး MDY PDF ကထိန်းချုပ်နေမြေတွေ ာကွယ်ဖို့မိဖက်တော်လိုင်းအင်အားစုတွေလက်တွဲပြီးအစွမ်းကုန်လုံဆောင်သွားမယ်လို့ထုတ်ပြန်ကြေညာလိုက်ဖြစ်ပါတယ်။ရဲဝဲဂျားဝင်မှုကြောင့်စစ်ကောင်စီနဲ့ဆွေးနွေးပြစ်ခတ်ရဆဲခဲ့တဲ့အခြေအနေကိုပြန်လေကထုတ်ပြန်ခဲ့ပြီးနိုင်ပိုင်းကြောင်ပဲ MDPDF စတင်ဖွဲ့စည်းခဲ့တဲ့2022ခုနှစ်ကစပြီး Federal Democracy ရရှိရေးနဲ့စစ်အာဏာရှင်စနစ်အမြင့်ပြတ်ချိန်မုန်းနိုင်ရေးတို့ရဲ့ဒီဇိုင်းမမတ်တိုက်ပွဲဝင်လျက်ရှိပြီးလက်ရှိကာလများတွင်တိုင်းသားမာမေးဖွဲ့တွေစီဝေးနဲ့တည်ုံတွေမှာပံ့ပိုးကူညီမှုတွေမိဖက်မျိုးဦးတော်လိုင်းအင်အားစုတွေနဲ့ပူးပေါင်းပြီးတော့လက်ရှိမန္တလေးက ိမ့်ပိုက်ထားတဲ့မြို့နယ်တွေကုန်လုံးပြန်လည်ပြီးမပေးရရင်ထိမ့်ချုပ်သွားမလို့ထုတ်ပြန်ထားတွေ့ရတာတကယ်မှအားတက်စရာကောင်းပါတယ်။နောက်ဆုံးတော့လည်းကျွန်တော်တို့ရဲ့တကယ်ကောင်ပါပဲပြည်မမှာရှိတဲ့ online လူငယ်တွေရဲ့တုံ့ဆောင်မှုကတော့အဓိကဖြစ်တဲ့ဆိုတာကို PND နဲ့ MND ကသက်သေပြသွားခဲ့တာဖြစ်ပြီးတော့လက်ရှိမှာတော့အဲ့ဒီလမ်းကြောင်းကိုမလိုက်ဖို့အတွက် AI ခိုင်းတော့ AI နဲ့ AI တို့ကလည်းကျွန်တော်တို့ရဲ့ပူးပေါင်းနေဖို့တို့ကကြောင်းအောင်လေငါကအရေးကြီးတဲ့အနေထားဖြစ်တာကိုဒီနေ့အားမျိုးထပ်မှန်မသိပေးခြင်းသလိုအိုင်ခန့်ကျတော့ AI နဲ့ AI တို့အနေနဲ့ပို့ပြီးတော့ စဉ်းစားသိတဲ့အရာထက်ပိုပြီးတော့စဉ်းစားပြီးတော့တွေးခေါ်ပြီးတော့သိဆက်မှုတွေဒီမှာရှိတဲ့တော်လိုင်းဖွင့်တုတ်တင်ကြောင်းဝင်ဒီနိုင်ငံကိုထမှတ်ပေးကြပါမယ်။အဲ့တော့ဒါမကွေးတိုင်းရေမူကြီးကျော်စိုးဝင်းအဲသူပါတယ်ပေါ့နော်။လူတော့ပါလာတယ်၊သွားနေတော့ကြံခဲ့တယ်။မကွေးစီကနေပြဒေါင်းစားတောင်းပြန်တောင်းခိုင်းလို့ရတဲ့မျိုးတွေကတော့ရရင်ရလိမ့်မယ်။အဲ့နေရာတွေမှာတော့လုံရင်လုံနိုင်လိမ့်မယ်။ဒါပေမဲ့မင်းပတုပထွေးလက်လန်းမမီပါဘူးဆိုတဲ့နေရာတွေမှာတော့မင်းတို့ဘယ်တော့မှ လုပ်လို့ရမှာပါဒီနေ့ကတော့အော်တိုဘာလ29ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာသတင်းကောင်းတွေရှိတယ်ဗောနော်မကွေးတိုင်းရေမွေးသွားကြွတဲ့သတင်းဒီကောင်းတော့တကယ်တော်တော်စိုးစိုးကောင်းဗောနော်တီလာတော်မှာပဲဒီကောင်းတွေဘွားကောင်းမှာမဟုတ်ဗောနော်အခုလည်းတော်တော်အချိန်နေဆိုးရဲဆိုပြီးတော့သိရတယ်အဲအကြောင်းလည်းပါမယ်ပြီးတော့ကြတော့စစ်ကောင်စီကဒါနေကံကိုပေါ့နော်ပြန်ပြီးတော့အဲတိမ့်ပိုက်နိုင်မှုအတွက်ကိုစစ်ကြောင်းထိုးလာရင်နဲ့စစ်ကြောင်းတစ်ကြောင်းလုံးပြုတ်လုံးဝအကုန်လုံးပြုတ်အလောင်းအလက်တွေပါအများကြီးရတယ်ဆိုပြီးတော့ ဒါသတင်းတွေလည်းပါတယ်ပေါ့နော်ပြီးရင်ဒါအီယာဝတီတိုင်းထဲမှာပေါ့နော်အာခတ်တော်အေနဲ့ PDF တပ်ဖွဲ့တွေနဲ့ဒါပြီးရင်တပ်ဖက်ကစစ်ကောင်စီနဲ့ drone တိုက်ပွဲတွေအပြန်အလှန်ပြင်းနေကြတဲ့ drone တိုက်ပွဲတွေအကြောင်းလည်းပါမယ်ပြီးတော့ဒါ UG အဖွဲ့တွေပေါ့နော် UG အဖွဲ့ငါးဘက်ကနေပြီးတော့ထုတ်ပြန်လိုက်တဲ့ဒါအကြောင်းအနုပညာအမိခံစစ်တပ်လက်ကင်ထုတ်တွေကိုပြင်ထန်စွာအရေးယူမယ်ဆိုတဲ့အကြောင်းအဲအဲအကြောင်းနေလဲကျွန်တော်ပါမယ်ပေါ့နော်ဒါကကျွန်တော်နည်းနည်းစဉ်းစားကြရလေးရှိတာပေါ့နော်အဲ့တော့ကျွန်တော် အမြင်လေးကြီးလဲကျွန်တော်ပြောသွားမယ်ပေါ့နော်ပထမဆုံးတော့ဒါမကွေးတိုင်းရဲမူကြီးတွားတွေပါချွတ်သွားတိုင်းစိတ်ရဲမူကြီးလိုက်ပါလာတဲ့ကားလေးစီးပါလေရင်တန်းအဲ့ဒီရင်တန်းကိုတော်လိုင်းတပ်ဖွဲ့တွေကစောင့်ကြိုပြီးတော့မိုင်းဆွဲပစ်ခတ်တိုက်ခိုက်အာအဲ့လိုပုံစံမျိုးနဲ့ပြင်းခဲ့တာပေါ့နော်ပြင်းခဲ့တော့ဒါဒီဖြစ်တဲ့ဖြစ်စဉ်ကမကွေးတိုင်းမင်းတို့မျိုးနယ်ထဲမှာဖြစ်တယ်အဲအဲ့ပါလာတဲ့ကားလေးစီးတဲ့ကတစည်းမိုင်းတီသွားတယ်မိုင်းတီပြီးတော့လစ်သွားတယ်ဗောဗျာအဲ့တော့အဲ့မိုင်းတီတဲ့ကားပေါ်ကပါလာတဲ့ခုနလိုမိုင်းတီသွားတဲ့ကောင်နေဒဏ်ရာရတဲ့ကောင်နေအဲ့ကောင်နေကိုကျန်တဲ့ကားသုံးစီးပေါ်ပြောင်းတင်း ပြောင်းတင်ပြရတဲ့အဲ့သုံးစည်းနဲ့ပြန်ပြီးထွက်ပြေးအဲအဲ့လိုပုံစံမျိုးတွေဖြစ်သွားတယ်။ဒစည်းကြံခဲ့တယ်ပေါ့နော်။အဲ့ဒစည်းကတော့ပြန်ပြပုံနေထဲမှာမြင်တွေ့ရတဲ့အတိုင်းပဲ။အဲ့လိုဖြစ်သွားတယ်ပေါ့ဗျာ။အဲ့တော့မျက်မြင်လေးဦးတည်တယ်တဲ့။ဒါကြည်ချို့တင်းစည်းရရှိတယ်ပေါ့နော်။ဟုတ်တယ်။ဒါခရမ်းတင်းစည်းရရှိရရှိဘာကြည်ရဘလောက်ပဲကြည်ရဘလောက်ပေါ့နော်။ဒါမျိုးပုံစံကဒါအနေချင်းတင်းစည်းရမိတာတော့ရှိတယ်။အဓိကတော့အဲ့ဖြစ်စဉ်ကိုအကောင့်ထဲပုံနိုင်မှုအတွက်တော်လိုင်းတက်ဖွဲ့တွေကတည်င်းချို့တင်ရရှိခဲ့တာ။အဲ့လိုချို့ရလို့ပြင်းတာပေါ့နော်။အဲ့တော့တည်င်းလက်ဦးမှုကဘလောက်ထိအေးပါသလဲဆိုတဲ့ဟာကလည်း ဒီဖြစ်စဉ်ကိုကြည့်ရင်သိသားစေတယ်အာတကယ်မိုက်တယ်စားဖြစ်ဖြစ်ချင်းမှာကျွန်တော်ဒီတိုင်းရဲမွေးပါလာတယ်ဆိုပြီးတော့ယူဆရတယ်ဆိုတော့ရင်နဲ့အဲ့လိုဖြစ်နေတာအဲစားဖြစ်တဲ့ချိန်မှာဗောနော်အဲ့လိုဖြစ်နေတော့အတီးပြုတ်တဲ့လောက်ကြတဲ့ခါမှာဒါဒရင်လာလာတွေမှာထပ်ပြီးတော့တက်လာတယ်ပါလာတယ်ပါလာတယ်ပါလာတဲ့အပြုံမှာအချိန်တွေတော်တော်ဆိုးွားဖြစ်သွားတယ်ဆိုတဲ့ဟာလည်းသိရတယ်ဗောနော်အဲ့တော့အတီးပြုတ်လို့ရသွားတယ်ဗောဗျာအဲ့တော့ဒါမကွေးတိုင်းရဲမူကြီးကျော်ဆိုးဝင်းအဲသူပါတယ်ဗောနော်လူတော့ပါလာတယ်သွားနေတော့ကြံခဲ့တယ် လူလူကတော့ပြည်ကြီးရောက်သွားသေးတယ်တဲ့သိရတယ်အဲဒဏ်ရာလည်းရတယ်ပေါ့နော်အဲ့တော့မင်းနှုံးကနေပြီးတော့ပြည်ကိုအပြင်းချီတက်သွားတယ်ပြည်စေးုံမှာတင်ရတယ်အသက်အနေတောင်ဆိုးရင်ရတယ်ဆိုပြီးတော့ဒါတွေ့ရတယ်ပေါ့နော်အဲ့တော့ပြောချင်တာတေတာတော့မလှတော့ဘူးဗျာတကယ်လို့မြတ်ဒီကောင်တေသွားမယ်ဆိုရင်ဒီချိန်မှာသွားတယ်မဆက်ရပဲတေသွားမှာတကြိုးကြီးနဲ့တေရမှာဒီကောင်မလှဘူးအဲ့ကြတော့တော်တော်ဂျီနေစိုးစိုးဝါးကိုသူတို့ကြုံလဲရအဓိကတော့တက်ဖွဲ့တွေကိုချီးကျူးချင်တာအဲ့လိုပေါ့ တရင်ရအောင်လက်ဦးမှုရအောင်လုပ်နိုင်တဲ့ဟာတွေကအခုလိုအခြေအနေတွေကိုဖန်တီးနိုင်တာပဲတရင်လက်ဦးမှုရဖို့အတွက်ကလည်းဒါကျွန်တော်တို့ဒါဖျဲသီးတွေရှိမယ်အတွင်းတရင်ထောက်လန်းရတဲ့ဟာတွေရှိမယ်အမာခံတရင်ပေးတွေရှိမယ်ပြီးတော့ပြည်သူကိုဒါခုနလိုပေါ့နော်ကိုယ့်ဘက်ပါလာအောင်စီးအောင်နိုင်တဲ့စွမ်းရည်တွေကလည်းလိုအပ်သေးတာဗျအဲ့ဒါမှပဲဒီပြည်သူတွေကလည်းဒီဒီမိစ္ဆာကောင်တွေရဲ့တရင်တွေကိုဒါအချိန်နဲ့တပြင်းညီပေးဖို့မှာပေါ့နော်အဲ့တော့ဒီတရင်ရတာတော့မှန်တယ်ကြိုပြီးတော့ရအောင်ပေးနိုင်တာကိုလည်းမိုက်သဘောကျဒီတရင်ရတယ်ဒါပေမဲ့ဖြတ်သွားပြီးမှဆိုလည်းဘာမှမထူးဘူးလေ ်အခုကကြိုပြီးတော့ရအောင်ပေးတာအဲဒီလိုဒီလိုသွားမယ်ဆိုတာသိတယ်နော်ဒါသူကပါလဲစစ်ဆေးဖို့အတွက်သွားတာသွားရင်သွားရင်လည်းသူ့ဘာပြန်ပြီးတော့စစ်ဆေးခံလဲရတာဗောနော်ပါလားမပါလားဆိုစစ်ပြီးတော့ကြိတ်တက်လိုက်တာအဲဥစ္စာမျိုးပေါ့အဲ့တော့ကျတော့တာဝန်သိတဲ့သူတွေတာဝန်ရှိပြီးတော့တာဝန်သိပြီးတော့တာဝန်ယူပြီးတော့ပေးပို့တဲ့ဟာတွေဗောနော်ဒါတွေကအလုံးစုပေါင်းပြီးတော့လှုပ်ဆောင်နိုင်ခဲ့တဲ့အောင်မြင်မှုတစ်ခုဖြစ်တယ်ဒီလိုမျိုးအကြီးပိုင်းတွေကိုစော်နိုင်ဖို့အတွက်ကလည်းအရန်အရေးကြီးတာဒီကောင်ကပြီးတော့ဘယ်လောက်ထိ စော်သိမ်းတဲ့သူလဲဆိုတာကျွန်တော်ဆက်ပြောကြမယ်ပေါ့နော်ဒီကျော်စိုးဝင်းအကြောင်းပေါ့နော်အဲ့တော့သူ့ကိုဒါတခြားအရင်းမြစ်တွေကသူ့အကြောင်းသိတဲ့သူတွေလို့ယူဆတဲ့သူတွေကလည်းတင်ထားရရှိတယ်အဲ့ဒါပါလဲဆိုတော့ဒီကျော်စိုးဝင်းကအမေစုရဲ့ဒါလုံကျွေးတပ်ဖွဲ့ခေါင်းဆောင်သူကမေစုကိုပေးထားတဲ့စစ်တပ်ကပေးထားတဲ့လုံကျွေးအဖွဲ့ရဲ့ခေါင်းဆောင်ပေါ့နော်အဲ့ခေါင်းဆောင်မျိုးသူကတာဝန်ယူခဲ့ရတယ်ဆိုပြီးတော့လေဒါပြောကြအဲ့တော့မေစုနားနေခဲ့ရတဲ့သူပေါ့ဗျာပြောရရင်မေစုနားမှာနေခဲ့ရှိခဲ့ဘူးတဲ့သူဒါပေမဲ့ပြောချင်တာအမေစုနားမှာနေရတဲ့သူအမေစုနဲ့ရင်းနှီးထိတွေ့သားတဲ့သူတော်တော်များများကပြောင်းလဲကြတာရှိတယ် ဒါရှေ့မှာလည်းရှိတယ်ပေါ့နော်ဒါဗိုလ်ချုပ်ကျော်စွေတို့လိုလိုမျိုးတွေပြောင်းလဲလာတာရှိတယ်ဒါအမာကြီးအာယူတည်တည်လေးစစားနဲ့ပုံစံမျိုးနဲ့ဆက်ဆံတာရှိအဲ့လိုမျိုးဆက်ဆံငဲလို့ပဲစစ်ကောင်စီကဒါမျက်မှောက်ကျိုးပြီးတော့ပေါ့နော်ယာရုတွေပြောင်းရွှေ့ရယာရုချတာတွေရွှေ့ပြောင်းပလိုက်တာတွေပေါ့နော်အဲ့လိုပုံစံမျိုးတွေလောက်ခဲ့ခံရတဲ့သူတွေလည်းစစ်တပ်ထဲမှာအများကြီးပဲပေါ့နော် ပြီးရင်ဒီမေဆုကြောင့်မလို့ပြောင်းလဲလာတဲ့စစ်သားတွေရဲတွေလည်းရှိတာပေါ့ဘာဖြစ်လို့လဲဆိုတော့မေဆုကတကယ်မြစ်တာပေးတာပေါ့မြစ်တာပြီးတော့တကယ်မြစ်တာပြန်ရတယ် ဟုတ်သူတို့ရဲ့ဒါစစ်ဘိုလ်ကျုပ်တွေပေါ့နော်ဒါမင်းအောင်လှိုင်ကတော့မှသူတို့ကိုလုံခြုံရေးယူပေးထားတဲ့ဒီစစ်သားတွေဒီရဲတွေရဲ့ဒါဒါဒီနေထိုင်ခက်ခဲတဲ့ဟာတွေကိုဒါဂယုမဆိုင်တဲ့အချိန်မှာမေဆုကအဲ့လိုမျိုးသွားပြီးဂယုဆိုင်ပေးခဲ့တာရှိတယ်ကျွန်တော်တို့ channel မှာကိုပဲဒါအခုဒါစီရီယန်စစ်သားပေါ့နော်ဒါဆိုရအောင်ငါနေပြအဲ့ဖြစ်စင်တဲ့ပတ်သက်ပြီးသူကရန်ကြုံခဲ့တာတော့ပြောသေးရလေအဓိကတော့ဒီမနက်စာစားဖို့အတွက်ပေါ့နော်လုံခြုံရေးယူပေးနေတဲ့အချိန်မှာမနက်စာမစားရသေးဘူးအကုန်လုံးကအာပြုတ်ပြစ်တဲ့နဲ့လုံနေတဲ့အချိန်မှာမင်းအောင်လှိုင်ဂယုမဆိုင်ကျော်သွားတယ်ဒါပေမဲ့မေဆုလာတဲ့အချိန်မှာဟာငါသားတို့ ရက်ဆာစားပြီလားအေးမစားရသေးဘူးဆိုတဲ့အချိန်မှာဟာသူတို့စားဖို့အတွက်လှုပ်ပေးအရောက်စီတိုင်းကိုတကယ်ကျွေးလို့ရအောင်လှုပ်ပေးအပြင်သူကအဲ့ဥစားကိုတကယ်စားရမစားရသူကစောင့်ကြည့်သေးတာအဲ့လောက်ထိအလေးပေးခဲ့တဲ့ခေါင်းဆောင်ပေါ့နော်အဲ့ကြောင့်အဲ့ခေါင်းဆောင်နဲ့တွေ့ရတဲ့ချိန်တိုင်းမှာပြောင်းလဲကြတယ်အဲ့ခုနကလိုမျိုးလုံချွေရင်ပုံစံတာဝန်ယူပြရမေဆုနာနီးကပ်နေရတဲ့သူတွေကပိုတော်မှစိုးသေးတယ်အဲ့ဒီမြစ်တာတရားကိုပို့ပြီးတော့ခံစားရအဲ့တော့ကျွန်တော်တို့ဒါမေဆုနာနေခဲ့ဘူးတဲ့သူတွေနဲ့ကျွန်တော်တို့တွေ့ရတဲ့ခါတိုင်းမှာမေးရတဲ့ခါတိုင်းမှာတကယ်မတားစရာလေးတွေချစ်စရာကောင်းတဲ့ပြုမှုလေးပြီးရင်အပြန်အလှန်မြစ်တာတရားတွေမြင်ရတယ် မေသူကနေ့စဉ်နဲ့မျှပေါ့နော်ဒီဝင်းထဲမှာသူကလမ်းလျှောက်ဖို့အတွက်သူ့အချိန်နဲ့သူသူလမ်းလျှောက်သူစာဖတ်ရမယ့်အချိန်ရှိတယ်အဲသူကသူလမ်းလျှောက်ရမယ့်အချိန်ရှိတယ်ကျမကြီးအတွက်ပေါ့နော်သူအလုပ်တွေလုပ်ရမယ့်အချိန်ရှိအဲ့တော့သူအချိန်စရားတွေခွဲထားခွဲထားပြီးသူခြံထဲမှာလမ်းလျှောက်ဆင်းတဲ့အချိန်အဲ့မှာဘာသတ်တူလဲဆိုတော့စက်ကောင်စီနဲ့တော့တတ်တူတယ်စက်ကောင်စီစီစစ်ဘိုလ်ချုပ်လေးနဲ့မေသူနဲ့ဘာသတ်တူလဲဆိုတော့မေသူကိုမြင်တော့ဒီလုံချွေးတပ်ဖွဲ့တွေကပုံညာတယ်ပုံညာစစ်ကောင်စီကိုဆိုလဲအဲ့လိုပဲပုံညာတယ်ရောတကယ်လူကြီးလာပြီးဆိုအဲ့ကောင်မတွေ့အောင်ပုံလာဒါပေမဲ့ကြီးရဲချက်ချင်းမတူဘူး ပုံရတဲ့ရွေချက်ကဒီစစ်ကောင်စီဘက်ကဒီဗိုလ်ချုပ်တွေအကြီးပိုင်းတွေတရင်မှုတွေပါတယ်အဲ့လိုကောင်မျိုးတွေလာပြီးဆိုရင်ကျွန်တော်တို့ပုံရတဲ့ဟာကဆဲမှာဆိုလို့အပြစ်မရှိအပြစ်မရှာမှာဆိုလို့ပြဿနာရှာမှာဆိုလို့ခိုင်းမှာဆိုလို့ပေါ့နော်အဲ့လိုပုံစံမျိုးလက်ကမ်းနေပြဿနာရှာနေတိုင်းကောင်တွေတွေ့လိုက်တာနဲ့ဟိုကောင်ဘာဖြစ်ဒီကောင်ဘာဖြစ်အဲ့လိုလုံနေကြအဲ့ကျသူတို့မြင်မှာဘယ်သူမှဒါအမြင်မခံခြင်းဘူးပေါ့အဲ့လိုသူတို့မြင်မှာကိုအရန်ကြောက်ကြတယ်ပေါ့ဗျာအဲ့အကြောင်းမို့ဒါအမြင်မခံခြင်းလို့ဒါပုံကြရရှိတယ်မေဆုနဲ့ကြတော့အဲ့လိုမဟုတ် ။ဘာသာအမေဆိုကအဲ့လိုမျိုးသွားတဲ့ခါမှာ तू ကအမြဲတမ်းဖလဲတကင်းနဲ့ဟိုလူတွေ့လဲနှုတ်ဆက်စကားပြောပါပြောဆိုတော့ကြတော့တဲ့။အမေဆိုကဒီ तू ရတဲ့အချိန်လေးမှာ तू လမ်းလျှောက်ရတာဖြစ်တဲ့အတွက် तू ကျမ်းမာရေးအတွက်ပေါ့နော်။ကျွန်တော်တို့ကိုရက်ပြီးတော့စကားပြောနေတဲ့ခါမှာ तू ကျမ်းမာရေးအတွက်လမ်းမလျှောက်အောင်မှာဆိုလို့ကျွန်တော်တို့ကပုံတာ။မိုက်တယ်နော်အဲ့လိုမျိုးလေး။ဟိုဆိုတာဗျာကြံလန်မြစ်တာတရားမြင်ရတာပေါ့နော်။ဆိုတာသူသူဒီလိုမျိုးလမ်းလျှောက်နေတာကောင်းကောင်းမလျှောက်အောင်မှာဆိုလို့အဲအဲ့လိုမျိုးပေါ့ကြောက်မလို့ကျွန်တော်တို့ကမမြင်အောင်ပုံကြပြီးရင်အမေစုကအဲ့လိုပဲဒီသူ့အแทမှာဘာလို့ဒါဒီဒီ တခုခုပွဲလန်းသပင်ပါပဲဖြစ်ဖြစ်ပေါ့နော်အဲအဲ့လိုမျိုးအမှတ်တရအထိမ့်မှတ်ဒါမျိုးနဲ့ပတ်သက်လို့သူကတခုခုကြွေးမွေးတဲ့ခါတိုင်းမှာဒီလုံကျွေးလှုပ်ပေးနေတဲ့ရဲတွေစစ်သားတွေအကုန်လုံးကိုအရောက်စီတိုင်းပေါ့နော်အဲ့လိုမျိုးဒီကြွေးမွေးဖို့အတွက်သူကအမြဲတမ်းဦးစားပေးတယ်ဦးစားပေးပြီးတော့ကိုကြွေးမွေးတာဘာလို့လဲဆိုတော့သူကပင်မန်းနေပေါ့နော်အခြားဒါသူ့စီမှာရှိတဲ့သူ့ရဲ့အနီးကပ်အဖွဲ့တွေစားဖို့အတွက်ခြံထားတဲ့ဟာတော့မှပဲမခြံထားနဲ့ပေးလိုက်အဲတခါလိုက်စစ်တဲ့အချိန်မှာပေါ့အဲ့လိုမျိုးဒီ အရေးတယောက်ကဒါစစ်သားလားရဲလားမသိဘူးအဲ့တယောက်ကသူကပေးတဲ့ဒိန်တန်ပေါက်ဘူးလေးလားကြာတန်ကျော်ဘူးလေးအဲ့ဘူးလေးကိုသူကမစားအောင်မစားချင်ဘာလို့မစားတာလဲအမော်ဘူးကျွန်တော်အိမ်ပြန်ရောက်မှမိသားစုနဲ့စားမှာအိမ်မှာကလေးနဲ့စားမှာအဲ့အဲ့လိုမျိုးပြောရတဲ့အချိန်မှာဟာဘယ်နှယောက်ရှိရလဲအဲ့လူရဲ့အတွက်ပါထပ်ပြီးလိုက်အဲ့လိုမျိုးပုံစံမျိုးပြလုံးဝပြအသေးစိတ်ဂယူဆိုင်ခဲ့တာဗောနော်အဲ့ဒါကြောင့်မလို့ပြောင်းလဲခဲ့တဲ့သူတွေအများကြီးရှိဒါပေမဲ့အခုကြော်ဆိုးဝင်းဆိုတဲ့ကောင်အခုအခုသွားတွေ share တွေကျွတ်သွားတယ်ဆိုတဲ့ကောင်အဲ့ကောင်ကကျတော့အဲ့လိုမျိုးပြောင်းလဲတဲ့ထဲမပါဘူး မပါဘဲနဲ့ပေါ့နော်ဒါမေဆုစီကိုဒီပါတီဝင်တွေကနေတွားပြီးတော့ဒါကာဝါပြူလာမျိုးဘာမျိုးဆိုရင်ဒီကောင်တွေကမကြိုက်မကြည့်မရအဲအဲ့လိုပုံစံမျိုးဒီကောင်လောက်ခဲ့တာရှိတယ်ပြီးတော့ဒါဒီအာနာသိန်းဖြစ်စဉ်ဖြစ်တဲ့ချိန်မှာဆိုလဲဒါတက်တက်ကြွကြွနေပါတော့ဒါမေဆုတို့ကိုလာပြီးတော့ဖမ်းတဲ့ထဲမှာဒီကောင်နေပါတယ်ဒီကောင်ပါတယ်ဆိုပြီးတော့သိရအဲ့တော့စစ်ကောင်စီလိုချလုံးဝဗျာစစ်ကောင်စီလုံးဝမင်းအောင်လိုက်တဲ့တပုံစံနဲ့ဆိုတဲ့ကောင်မျိုးတွေပေါ့နော်အဲ့လိုကောင်မျိုးတွေအဲ့တော့ဒါချေထက်တို့ဘာတို့ကိုဖမ်းတဲ့ထဲမှာလဲဒါသူတို့အဖွဲ့တွေပါတယ်ပေါ့နော်အဲ့တော့ အဲဒီတက်တက်ဖွဲ့နှစ်ခုကနေပြီးတော့ဒါဥဆောင်ပြီးတော့လာပြီးတော့ဝင်စည်းတဲ့ပုံစံမျိုးနဲ့ဖမ်းသွားတာကိုကျွန်တော်ရှေ့တွေမှာလည်းပြောခဲ့ပူးတယ်။အဲအဲ့ထဲမှာဒီကောင်ပါတယ်။အဲဒါကြတော့သူနဲ့တူတဲ့ဟာသူနဲ့တန်တဲ့ဟာပြန်ရတာလို့ပဲပြောရမှာပေါ့။အဲတော့ကြတော့အခုလိုမျိုးဘောကဆုံးတော့မဲ့အချိန်မှာတော့မှပဲသူတို့မှဟိုအချက်တိတ်ခါအကုန်ကြရှုံးတယ်ပေါ့နော်။အဲဒါစောင့်ကြည့်ပြီးတော့တိုက်ခိုက်ပြီးတော့ခံရတယ်။ပြီးရင်အချို့ကလည်းပြောကြရပေါ့နော်။ဒီကောင်ချက်ချင်းမသိသွားတော့ကောင်းနေတယ်။တနှုံနှုံနဲ့ခံစားရမှာပေါ့နော်။ဒါမဲ့လည်းအခုအချိန်နေဆိုးတယ်ဆိုတော့ဒါတင်းနိုင်ကြီးများတယ်လို့လည်း ဒါသိရတာပေါ့လေနော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒီဖြစ်စဉ်ကလည်းအားရစရာကောင်းတယ်ဒါပြီးတဲ့တက်ဖွဲ့တွေလက်ချက်နဲ့ပေါ့နော်တိုင်းစင်ရဲမွေးဆိုတော့ကောင်း share တွေပါကျွတ်ကုန်တာအဲ့ဒါလည်းအားရစရာကောင်းတယ်နောက်တစ်ခုဒါကျွန်တော်တို့အော်တိုဘာလ28ရက်နေ့မှာပေါ့နော်ညဧကန်စကန်ကိုအလုံးစုံပြန်သိမ်းနိုင်မှုအတွက်ကိုစစ်ကောင်စီဘက်ကပေါ့နော်ဒါလန်ဟောင်းရောလန်တက်ရောနှစ်ခုလုံးသုံးပြီးတော့စစ်ကြောင်းနှစ်ချောင်းတက်လာတယ်စစ်ကြောင်းတွေကတော့တောက်လျှောက်တက်နေတာပေါ့တောက်လျှောက်တက်နေဒီကာပါစာ14ဘက်ကလက်တက်တယ်လန်တက်ဘက်ကနေပြီးတော့လက်တက် တက်တာတော့တောက်လျှောက်တက်တာတောက်လျှောက်တက်ပြီးတော့ဒီနေရာကိုပြန်ပြီးသူတို့ထိန်းချုပ်နိုင်ဖို့အတွက်သူတို့ကြိုးစားတယ်အဲ့တော့အဲ့လိုကြိုးစားတဲ့ခါတိုင်းမှာအခုဘာဖြစ်လဲဆိုတော့ဘလောက်ပဲလာလာသူတို့တွေကြာရှုံးနေပါတော့အခုလာတဲ့စစ်ကြောင်းပါတော့အဲ့စစ်ကြောင်းကလည်းဒီကားပစာ14ဘက်ကစစ်ကြောင်းအင်အား200ပါတယ်အင်အား200ပါနောက်ထပ်အင်အား100လည်းထပ်ပါသေးတယ်အဲ့အင်အား200ပါတဲ့စစ်ကြောင်းကိုဒါပစီပစီနားမှာပါတော့အကုန်ဖြုတ်တာပစီရွာနားမှာပါတော့ပစီကျေးရွာနားမှာအကုန်ဖြုတ်တာတကြောင်းလုံးကိုပြုတ်အောင်ဖြုတ်တာလေအလောင်းအလက်တွေအများကြီးရတာအားရကြရင်တော့ဒါကျွန်တော်မပြောဘူးလားဒါသူတို့ဘက်ကဒီလေရင်နေ စစ်ကူတွေအတင်းလွှတ်နေရပြီးလက်နက်ကြီးပြစ်ခတ်တန်းနေအရန်ကိုကြမ်းတမ်းနေပြီဆိုတဲ့ခါကျရင်တေးကြတဲ့သတင်းကောင်းဆောင်တော့အခုတကယ်အဲ့လိုပဲဒီကောင်နေလေချောင်းကနေပြီးတော့တောက်လျှောက်ဒါတောက်လျှောက်ချိန်မုန်းတာတွေလှုပ်တယ်တောက်လျှောက်တိုက်ခိုက်တာတွေလှုပ်တယ်လေရင်နေအတက်ဆင်းနေအရန်ကြမ်းနေအဲအဲ့ဆိုဝမ်းသာတာလိုက်တော့အခုလည်းအဲ့လိုပဲပေါ့နော်ဘယ်လိုမျိုးတွေတော့ဒီလိုတွေ့ကြအကြောင်းအရာတွေကတော့လက်ရှိချိန်မှာဒီနေ့ဖြစ်ပေါ်ခဲ့တဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့ပိုကြီးထမြန်ကနေတော့တကယ်ဝတ်တကြပြောသွားတွေ့ရှိရပါတယ်တော်လည်းမျိုးတော့ဒူရူရောဆုံးတယ်ပါတယ်နောက်ထပ်ပြီးတော့နောက်ထပ်ဆက်တင်တော့ဖြစ်ကျွန်တော်ရဲ့ကိုကြည်ရဘရင် channel လေးကို like and subscribe လုပ်ပြီး ေခွန်တို့လည်းမြေတက်မှာပြီးဝင်တဲ့အားလုံးချီးမွမ်းဆင်ရဖြစ်ပါတယ်တော်လည်းမျိုးတွေအားလုံးပဲနောက်ထပ်ပြီးဒီမှာပြန်လည်ဆုံတွေ့ကြပါမယ်